ငင်းချဲရေးနိုဘယ်ဆုရှင်မာလာလာယူဆက်ဆိုင်ကိုကုလသမဂ္ဂရဲ့ငင်းချဲရေးတန်မှန်ဖြစ်ခန့်လိုက်ပြီးဖြစ်တာကြောင့်သူဟာအဲ့ဒီရာထူးကိုလက်ခံရရှိတဲ့အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့လည်းသိရပါဗျ။ရာထူးခန့်အပွဲကိုအေဗလာဆယ်ရဲ့နေကနယူးယောက်ရှိကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်ခဲ့ပြီးအဲ့ဒီအခမ်းအနားမှာမာလာလာကအနာဂတ်အလားအလာကောင်းခြင်းရင်သင်တို့အခုပဲစတင်ပြောင်းလဲလိုက်ပါဘရုကိုမှစောင့်မနေပါနဲ့လို့တိုက်တွန်းစကားဆိုခဲ့ပါတယ်ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီရိုဂူတာရက်စ်ကမာလာလာကို ကမ္ဘာမှာအရေးကြီးဆုံးဖြစ်တဲ့ပညာရေးသင်ငေးတာလို့တောင်တင်စားပြောထားပါဗျ။မာလာလာဟာကျောင်းမှာအီအစ်စ်သက်မှတ်ချက်တွေရရှိထားတဲ့အတွက်ဗရင်တက်ကတူတို့ကကသူမကိုနိုင်ငံရေးတသက်နီကနဲ့စီးပွားရေးပညာရည်တွေကိုတင် जा ဖို့ကန့်လန့်ထားပါတယ်။အသက်19နှစ်အရွယ်သားရှိသေးတဲ့မာလာလာဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန်အဖြစ်နဲ့အမျိုးသမီးတွေရဲ့ပညာရေးကိုအ धिक အားစိုက်ပြီးစောင့်ရွက်သွားမှာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံသူဖြစ်တဲ့သူမဟာ2012ခုနှစ်မှာအမျိုးသမီးတွေပညာသင်ကြားခွင့်ရရေးအတွက်ဥဆောင်တိုက်ပွဲဝင်ခဲ့လို့တာလီဘန်တို့ရဲ့ပြစ်ခတ်မှုကိုခံခဲ့ရသူဖြစ်ပါတယ်။ ကုလသမဂ္ဂငြိမ်းချမ်းရေးတရမန်ယာထုအတွက်အမှုပညာစာပေသိပ္ပံဖြောပြေးအကစားနဲ့အခြားနယ်ပယ်မြန်မာပုဂ္ဂိုလ်တွေကိုရွေးချယ်ခန့်အပ်လေရှိပြီးအမေရိကန်လက်ဝှေ့အကြော်မော်မိုဟာမက်အလီနဲ့ရုပ်ရှင်မင်းသားလီယိုနာဒိုဒီကာပရီယိုတို့လည်းအဲ့ဒီထဲမှာပါတယ်လို့သိရပါဗျ။